ရင်စည်းကမ်းချိုးဖောက်မှုမျိုးစား14ခုနဲ့ပတ်သက်ပြီးရင်မောင်းလိုင်စင်ကိုကာလလိုက်တိုင်းနဲ့ရေးယူနေရကနေအခုတော့နောက်ထပ်၄မျိုးတိုးပြီးစုစုပေါင်း16မျိုးနဲ့လိုင်စင်တိုင်းတော်မယ်လို့ရန်ကုန်မြို့ရင်စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့ကဧပြီ24ရက်နေ့မှာပြောလိုက်ပါတယ်။ဖြတ်တိုးမျိုးစား၄မျိုးကဘာတွေလဲ။ကားနံပါတ်ပြမပါတာနဲ့တက်မှတ်ကားနံပါတ်ပြမတက်ဖဲမောင်းနေတာရင်မောင်းလိုင်စင်နဲ့မသက်ဆိုင်တဲ့ကားကိုမောင်းနေတာနဲ့လမ်းညုံမှတ်သားတွေကိုမလိုက်နာတာကားမိုးနဲ့ရှေ့နောက်တွေ့စီလာတွေကိုဖမ်းဆီးမိတဲ့အခါ ရင်မောင်းလိုက်ရင်ပိတ်သိမ်းပြီးရေးယူတော့မယ်လို့လူရဲမှုကြီးလင်းထွတ်ကပြောပါတယ်။ဒီဝင်24ရာအတန်းအတန်းသောလူတွေလုပ်တဲ့ဟာကိုသိကြတဲ့လူကြီးချင်းတမန်နံလေပြာမတက်တာလေးဒီမတော်ရင်မှတမန်နံလေပြာမတက်တာလေးရှေ့နောက်မှာနံပါတ်ပြားမပါဘူးရှိလာလို့ရှင်ကျွန်တော်ကဒါကိုလည်းပဲ private line ချင်းပိတ်သိမ်းတဲ့အမှုပြတမန်နံပါတ်ပါတယ်ကျွန်တော်တို့ကနားကပြောနေတဲ့တမန် ကဝိလန်စင်နဲ့ဘဝပုံအားတွေတက်စီတွေတက်ပေါင်းလာလို့ပြောတာဖြစ်ပါတယ်။အဝိလန်စင်ကကိုယ်ပိုင်ရင်လည်းပေါင်းလို့ရတယ်။အဲဒီလည်းကလည်းတမလန်စင်နဲ့ပုံပဲနဲ့ပေါင်းနေတယ်၊ဒီပေါင်းနေတဲ့ဉာဏ်ကိုသိရှိမှလို့ရှိရင်အပြာလည်းပဲသင်္လာရှင်ကကတော့ဒါမှလည်းတကယ်နဲ့ပုံပြည့်တမလန်စင်ပါတယ်။ပရမဇီမှာကျိုးလို့ရတယ်။တက်မြစ်အဲဒီပဲဒီမှာဖြစ်ပါတယ်။ကုရိယာတွေကိုတက်မြစ်တတိယတိ3နှစ်နဲ့လောကကို၄နှစ်ပြီ ဲ့ဒီပိတ်သိမ်းလေးပေါ့ရေမောင်းလိုက်ရင်ပိတ်သိမ်းဖန်းစီရေးယူဖို့ပြမှုအခြေရေအတွက်ပေါ်မူတည်ပြီးရေးယူသွားမှာဖြစ်တယ်လို့အခုလိုလေးမျိုးထက်တိုးဖို့ကိုကုန်းလန်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနချုပ်ယုံကဧပြီ9ရက်နေ့ကလေးကစာပို့ညွှန်ကြားထားတာပါလို့ဆိုပါတယ်။ရင်းစစ်ဆေးမှုရုတ်တရက်လှုပ်ဆောင်တဲ့ surprise ချက်မှာရင်မောင်းထက်ဝက်လောက်ဟာတတ်မှတ်လိုက်စင်းနဲ့မမောင်းတာတွေ့ရတယ်လို့အခုလိုတတ်မှတ်လိုက်တာကလည်းရင်မောင်းတွေချက်တဲဖြစ်အောင်လုပ်တာမဟုတ်ဘဲရင်တိုင်းမှုလျှော့ချဖို့နဲ့ စီကံလိုက်နာဖို့ဖြစ်တယ်လို့ဆိုပါတယ်ပထမဆုံးကြောင့်ပြောရရင်တော့ဒီတမန်လိုင်းစင်တယ်မောင်းတော့ပေါ့တမန်လိုင်းစင်တယ်မောင်းနေခြင်းတွေဆိုကျွန်တော်က surprise ချက်စစ်ကြည့်တဲ့အခါမှာဥပမာအဖြစ်ဆိုရင်ခေစီဒီ60လောက်ကိုစစ်ကြည့်တဲ့အခါမှာသူကတဝက်လောက်ကဒါကျွန်တော်တမန်လိုင်းစင်တယ်မောင်းတော့တွေ့ရတယ်အဲ့ဒါကြောင့်မကျွန်တော်ထားဘူးအပေါ်ဒီပင်းစီစဉ်သင်ပြလိုက်ပြီဖြစ်ပါတယ်ဒီကတော့ဒီလူတွေလိုင်းနာရင်မောင်းသူတွေပဲရင်မောင်းသူတွေလိုင်းနာတွေကိုထုတ်ပြန်ခြင်းဖြစ်ပါတယ်အကြက်တည်းပြန်လှုပ်ခြင်းမဟုတ်ပါဘူးကျွန်တော်က အဓိကရည်မှန်းချက်တွေဒါအရင်တိုင်းဘုရားနဲ့ကြော်နေသွားသေးဘူးရည်စည်းကမ်းကောင်းမွန်လာသူရည်ရည်ဆောင်ခြင်းဖြစ်တဲ့ကြောင်းဒီအပြည့်ပြည့်စုံကြလာပါပြီးခဲ့တဲ့တကြံတွင်မှာရင်မတော်တဆမှုပေါင်း90ကျော်ဖြစ်ခဲ့ပြီးလူတရာ34ယောက်ဒဏ်ရာရရှိခဲ့တယ်လို့17ယောက်တည်ဆုံးခဲ့တာမို့2014တကြံထက်ဆိုင်ရော်နေသွားတယ်လို့ဆိုပါတယ်